ယောဂတွေကဘာမှမဖြစ်ဘူးဆိုလို့ရှင်လည်းသူကဘာမှမဖြစ်ဘူးဖြစ်ပြီဆိုလို့ရှင်လည်းဘဝတဆုံးပဲဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ဒေါက်တာဖုန်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာဒီမြန်မာနိုင်ငံမှာလူတော်တော်များများမကြောက်ကြရတဲ့ယောဂနှစ်ခုအကြောင်းကိုကျွန်တော်ပြောပြပေးမယ် အဲလူတွေဘလောက်တောင်မကြောက်ကြတော့လဲဆိုလို့ရှိရင်သူကဖြစ်လေဖြစ်တာရှိရယောဂလို့ကိုမှတ်ယူထားကြတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲကျွန်တော်အနေနဲ့ဒီယောဂနှစ်ခုရဲ့နောက်ဆက်တဲ့ဆူဂျိုးတွေဖြစ်မလာခင်မှာကြိုးပြီးတော့မှကာဝယ်ထားလို့ရအောင်ကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးကိုအတည်ပြုပြီးတော့မှရိုက်လိုက်ရခြင်းဖြစ်ပါတယ်။အဲယောဂနှစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဖြစ်များတဲ့မြန်မာနိုင်ငံမှာဖြစ်များတဲ့စီဂျိုးနဲ့တွေးတိုးပဲဖြစ်ပါတယ်။ ဒီယောဂနှစ်ခုဆိုလို့ရှိရင်လူတွေကတော်တော်များများဂယုမဆိုင်ချင်ကြဘူးအဲသွေးတိုးဆိုလဲအဲရပါတယ်ကွာအဲစီကျုဆိုလဲဟာဒါဖြစ်လေဖြစ်တာရှိတာပဲအဲ့လိုပုံစံမျိုးတောင်ဖြစ်လာကြတာပေါ့နော်အဲဒီယောဂနှစ်ခုကတော်တော်လေးမှကိုအချို့ကောင်းတဲ့အထဲမှာပါတယ်ပေါ့နော်ကျွန်တော်ဘာကြောင့်အဲ့လိုပြောတာလဲဆိုတော့သွေးတိုးတို့စီကျုတို့ဆိုတာကလေဒီသွေးတိုးဆိုလို့ရှိရင်လေသူ့ရဲ့သွေးပေါင်ချင်း သတ်မှတ်တဲ့သွေးပေါင်ငိမ်တစ်ခုအတွင်းမှာ तू ကရောက်နေအောင်ကျွန်တော်တို့ကဆေးနဲ့ထိန်းထားရတဲ့သဘောပေါ့ဒီစီးကျိုဆိုလို့ရှိရင်လည်းသူ့ရဲ့စီးကျိုပမာဏကအာဒီဒီလောက်ဒီလောက်အတွင်းမှာရှိရမယ်ဆိုလို့ရှိလို့ရှိရင်ဒီလောက်ဒီလောက်အတွင်းမှာရှိအောင်ဆေးတွေနဲ့ထိန်းထားရတဲ့ယောဂါတွေဖြစ်ပါတယ်အဲဒီယောဂါတွေကဘာမှမဖြစ်ဘူးဆိုလို့ရှိရင်လည်း तू ကဘာမှမဖြစ်ဘူး ဖြစ်ပြီဆိုလို့ရှိရင်လည်းဘဝတစ်ဆုံးပဲပြောမယ်ဆိုလို့ရှိရင်တော့ပထမဆုံးကျွန်တော်တို့တိတိုယောဂါစပြီးတော့မှပြောရအောင်ပေါ့နော်အဲကျွန်တော်တို့တိတိုယောဂါဆိုတာကြည့်လိုက်အဲကျွန်တော်တို့သွေးပေါင်ချိန်နဲ့သွေးပေါင်ချိန်ကအပေါ်သွေး140ကျော်အောက်သွေး90ကျော်အဲအလားလောက်ကိုအများအများဖြစ်သတ်မှတ်တယ်ပေါ့ဗျာအဲအဲ့ဒီမှာသွေးတို့ရှိရသူဆိုလို့ရှိရင်ဆရာဝန်တက်ဆေးတွေပါပေးတယ်ပေါ့ဆေးတွေပါတောက်တယ်အဲတချို့ကြတော့လေအဲအဲ့ဒီမှာပြောချင်တာပါလဲဆိုတော့ ဆေးတောက်တာကိုအဲ့သွေးတို့မှာဆိုလို့ရှင်ပေါ့နော်ဆေးတောက်တာကိုပေါပေါတန်တန်တွေးကြတာပဲသူ့ရဲ့အဓိကရည်ရွယ်ချက်ကဒီသွေးပေါင်ခြင်းဒီတစ်ခုတမတ်တဲ့သွေးပေါင်ခြင်းအတွင်းမှာရောက်နေအောင်ဒီဆေးတွေနဲ့ပဲအဲဆေးတွေက90ရာခိုင်နှုန်းနဲ့90ရာခိုင်နှုန်းပဲပေါဝင်တာပေါ့နော်ဒီဆေးနဲ့ထိန်းထားတာ90ရာခိုင်နှုန်းပေါဝင်တယ်ကျွန်တော်ပြောချင်တာပါလဲဆိုတော့အဲဒီကျွန်တော်တို့သွေးတွေကဖြစ်လာပြီဆိုလို့ရှင်နေထိုင်စားသောက်မှုပုံစံ90ရာခိုင်နှုန်းပါတယ် လူနာတွေဘက်ကနေထိုင်စားသောက်မှုပုံစံ90ရာခိုင်နှုန်းပါတယ်။နောက်ထပ်90ရာခိုင်နှုန်းကကျတော့ကျွန်တော်စေးအဲ့စေးရ90ရာခိုင်နှုန်းပါတယ်။စေးကိုကျတော့ပုံမှန်မတော့အာကျမကြီးလိုက်စားမှုကလည်းမရှိအဲ့နှစ်ခုလုံးမရှိရင်သွားပြီးသွေးတိုးမထိန်နိုင်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့သိလားအဲကျွန်တော်တို့သွေးတိုးမထိန်နိုင်လိုက်တဲ့အချိန်မှာအဓိကဖြစ်များတာတော့ကျွန်တော်မြန်မာနိုင်ငံမှာ stroke လို့ခေါ်တဲ့လေဖြတ်တာအုံနောက်သွေးကြောပေါက်တာအုံနောက်သွေးကြောပိတ်တယ်အဲဒါမျိုးတွေဖြစ်လာတယ် အတွေ့တူကအခုဖြစ်နေတာအဲ့ဒါပေါ့နော်ဒါပေမဲ့တခြားဟာတွေလည်းရှိရင်မျက်လုံးကန်းတာထီတော့ဖြစ်နိုင်တယ်မျက်လုံးထီတယ်ပြီးနောက်တစ်ခုကကျတော့အဖြစ်များလာတာကြောက်ကတ်နာတာရှည်အဲကြောက်ကတ်ယောဂါထီဖြစ်သွားနိုင်တယ်ဒီတွေ့တူကပုံမှန်ဆေးမတောက်တာလေးဆေးကတနေ့တစ်ချိန်တောက်ရမယ်ဟာလေးကိုတောင်မတောက်ဖဲနဲ့အဲဒီရက်တွေပြတ်မယ်အမှန်မတောက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့တစ်ပတ်ကိုနှစ်ခါသုံးခါအဲအဲ့လောက်ကြောက်ကတ်ဆေးရတဲ့ဘဝကိုရောက်သွားလိမ့်မယ် ချက်ချက်ခရူးဆိုင်ကြเนาะအဲဒါကြောင့်မလို့ကျွန်တော်ပြောချင်တာတွေးတိုးလို့စီဂျူလို့ဆိုတာကအဲကျွန်တော်ကြားမှုနေကြယောဂဆိုပြီးမဲ့တူတူချာချာလေးခရူးဆိုင်ရမယ်ထင်ပါပါကိုပါတယ်အဲဆေးရလည်းမတော့ကျမ်းမာရေးလိုက်စားမှုဆိုတာကငန်နေစားတယ်လေ့ကျင့်ခန်းလည်းမလုပ်အစီအစိတ်နေများတယ်အဲပြောမှဆိုလို့ရှိရင်လေ့ကျင့်ခန်းမလုပ်ဘူးတော့ဒီအထိုင်ထနေတယ်ပေါ့နော်လမ်းလျှောက်တာတွေပါနေတယ်အဲ့တော့သွေးရုံးထဲမှာအဆီဓာတ်တွေများတယ် အဲဒါမျိုးတွေကြုံနေပြီးတော့အစိမ့်စိမ့်တွေလည်းစားတာမရှောင်ဘူးအငံတွေလည်းမရှောင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့သွေးတို့ကသေးကြတယ်အတချိန်ကျလို့ရှိရင်သူရဲ့နောက်ဆက်တဲ့ဆူဂျိုးတွေရဲ့အဲဓာတ်ကိုခန်းစားလိုက်မယ်ပေါ့နော်အဲ့တော့ပြောချင်တာကကျွန်တော်တို့သွေးတို့မှာနှစ်ချက်ပဲလိုက်နာဆရာရှိတယ်တစ်ချက်ကကွယ်နေတဲ့စားသမှုပုံစံပြောင်းလဲမယ်နောက်တစ်ချက်ကကြတော့ဆေးကိုအချိန်မှန်အဲဆေးဒိုးစ်မှန်အဲဒါမျိုးတွေ တောက်ပေးရမယ်ပုံမှန်တနည်းတစ်ခါတောက်ပေးရမယ်ဘယ်အချိန်ထိတောက်အောင်လဲဆိုတော့ကျွန်တော်တို့တစ်သက်လုံးတောက်အောင်ပါအဲအဲ့နှစ်ခုနှစ်ချက်ပဲလိုက်လာကြရစီရဲအဲ့ဒါကိုလည်းလိုက်လာမယ်ဆိုလို့ရှင်ဒီလေဖြဲလို့ဖြစ်လာမယ်နောက်ဆက်တွဲရည်လည်းဖြစ်စရာအကြောင်းမရှိဘူးကြောက်ကပ်ပြက်လို့ကြောက်ကပ်ဆရာမြေပြဿနာရည်လည်းမရှိဘူးပြောမယ်ဆိုလို့ရှင်တော့အဲ့နဲ့ထွင်းလို့ရမယ်ဟာလေးကိုကျွန်တော်တို့ပစိမ့်နဲ့ပေါက်ချင်ကြရတယ်ပေါ့နော်တော်တော်များများအဲဒီခုကကြာတော့ကျွန်တော်တို့ ဟိုစီဂျိုကြောင့်ပေါ့နော်စီဂျိုကြောင့်လည်းအဲ့လိုပဲသူကလည်းဒီနှစ်ချက်ကိုပဲလိုက်နိုင်ကြလို့လားသူကလည်းနေတိုင်းစသမှုပုံစံပထမဆုံးတစ်ချက်ကနောက်တစ်ချက်ကကြတော့ C အဲ့နှစ်ချက်ကိုပဲလိုက်နိုင်လို့ရှိရင်ကျွန်တော်တို့စီဂျိုယောဂါကကွန်ထရိုးရလို့ခေါ်ပါခေါ်တာပေါ့နော်ကျွန်တော်တို့စေပြရာဆိုအင်းကွန်ထရိုးရတယ်ထိန်းချုပ်နိုင်တယ်ပေါ့သူ့ရဲ့သတ်မှတ်တဲ့အဲဒီအချိုတက်ပမာဏအတွင်းကျွန်တော်တို့ကထိန်းချုပ်နိုင်တာလေပေါ့အဲအဲ့လိုမျိုးဆိုလို့ချင်တာအဲ့ဒီမှာစီဂျို ဟိုစီယုံမှာဘာကြောင့်အဲ့လိုမျိုးအရေးကြီးရလဲဆိုတော့ तू ကလည်းအဲ့လိုပဲသူ့ရဲ့နောက်ဆက်တဲ့ဆိုယုံကိုကြိုက်လို့ကြောက်လို့ပေါ့နော်ဟိုဟိုတွေးတိုးလို့စီယုံလို့ဆိုတာသူတို့ယောဂါကိုတောင်ကျွန်တော်ဆရာဝန်တွေကမကြောက်ဘူးရတယ်တွေးတိုးလားဘာမှမဖြစ်ဘူးရတယ်တွေးတိုးကြစီနဲ့ထိန်းထားလို့ရတယ်စီယုံလားရတယ်စီယုံကြစီနဲ့ထိန်းမယ်ပေါ့နော်အဲသူ့သူတို့ဘာကြောင့်ကြောက်လာလဲဆိုတော့သူတို့ကြောင့်ဖြစ်လာမယ်နောက်ဆက်တဲ့ဆိုယုံကိုကျွန်တော်တို့ကအရန်ကြောက်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီသတ်မှတ်ထားတဲ့ပမာဏအတွင်းမှာ ကာလာအဲတက်မှတ်ထားတဲ့ဒီကင်ကင်နန်းလေးတစ်ခုတွင်မှာကျွန်တော်တို့ကထိန်းထားရတာဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်လူနာတော်တော်များများကိုဟိုအတိပေးချင်တာဖြစ်ပါတယ်။သွေးတိုစီဂျိုဆိုတာကအာဂျာဘူးနေကြယောဂါတွေဆိုပေမဲ့ဒီနေ့ချက်ကလေးလိုင်းနာယုံနဲ့ကျွန်တော်တို့နောက်ဆက်တွဲဆွေးနွေးတွေဖြစ်မလာအောင်တာစီပေးနိုင်တယ်ဆိုတာကိုသိထားစေချင်ပါတယ်။အဲစီဂျူယောဂအကြောင်းလေးကျွန်တော်ဆက်ပြောရအောင်အဲစီဂျူယောဂဆိုတာလည်းအဲ့လိုမျိုးတတ်မှတ်တဲ့ ချိုတက်ပမာဏလေးအတွင်းမှာထိန်းထားတာပေါ့နော်အဲ့ဒီမှာဆိုရင်လည်းကျွန်တော်တို့အဲသူ့မှာကနေထိုင်စမ်းသပ်မှုပုံစံအရန်ကိုအရေးပါတယ်ပေါ့နော်ပထမဆုံးတစ်ခုကကျတော့အစာအသောက်အစီအစဉ်ယောဂါဆိုတည်တဲ့အတိုင်းသွေးထင်းထဲမှာတကြားထက်များတာအဲယောဂါပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ကသွေးထင်းထဲမှာအချိုတက်လွန်ကဲမဲ့အစာအစာလေးကိုရှောင်ရမယ်ဆိုတာကိုလူတိုင်းသိတယ်အဲအဲ့တော့အချိုတက်များတဲ့အစာအစာလေးကိုရှောင်ရမယ် ဲ့ဒါကိုမရှောင်နိုင်မင်းနဲ့စားနေရတဲ့လူတွေရှိသေးတယ်။ AC ပါ CJ ပါဘာမှမဖြစ်ပါဘူးဆိုပြီးတော့အဲ့ဒီတော့သူ့ရဲ့စားသောက်မှုပုံစံရှိတယ်ကျွန်တော်တို့ဆရာဝန်တွေအရဆိုလို့ရှိရင်သူ့ကိုပြောကြတယ်ပေါ့နော်စီဂျူယောဂရှိတဲ့သူတွေကိုကျွန်တော်တို့ပြောကြတယ်အဲပကံတစ်ချက်မှာကျွန်တော်တို့၃ပိုင်းပိုင်းလိုက်၃ပိုင်းပိုင်းပြီးရင်တပန်းကြတော့အတိရွယ်ဒီစားမယ်တပန်းအဲဒီ၃ပိုင်းပေါ့နော်၃၀တပန်းကြတော့အတိရွယ်ဒီစားမယ်နောက်တစ်ပိုင်းကြတော့ထမင်းနောက်တစ်ပိုင်းကြတော့အသားငါပေါ့နော်ဒါမျိုးလေးစားမယ်အဲ အဲအဲ့လိုမျိုးလေးအပလိတ်ပုံစံပေါ့နော်ပလိတ်ပြားပုံစံအဲ့လိုမျိုးလေးကြီးကျွန်တော်တို့ကပြောပြကြတယ်ဒါပေမဲ့ဘယ်သူမှတော့အဲ့လိုမျိုးကြီးဒါရင်မစားနိုင်ကြဘူးပေါ့လေအဲဒါပေမဲ့တတ်နိုင်ဆုံးကတော့အချို့တက်အမ်ကိုသူ့ရဲ့ပမာဏတိုင်းရှိအောင်ထိန်းထားရမယ်ပေါ့နော်နောက်တစ်ခုကကျတော့စေအဲစေးမှာဆိုလို့ရှိရင်ကျွန်တော်ကြာဘူးနေကြ တော်သမားစီဂျိုတမားတောက်တဲ့မဖော်မင်ဆိုတဲ့ဆေးတွေရှိတယ်ပြီးတော့ကျွန်တော်တို့ဂလီကလာဇိုက်တို့ဆာဗိုနာယူရီယာအုပ်စုတွေရှိတာပေါ့နော်ဆေးတွေကတော့အများကြီးပဲခုနောက်ပိုင်းပေါ်တဲ့ကျွန်တော်တို့ဟိုဆေးအသစ်အသစ်တွေလည်းအများကြီးရှိသေးတယ်ကျွန်တော်တို့အမ်အမ်ဘာဂလီဖလိုဆင်တို့ SCND တို့အင်ဗီတာလို့ခေါ်တဲ့ဆေးတွေလည်းအများကြီးပေါ်လာပြီပေါ့နော်ကျွန်တော်ဆေးတွေကဒီလောက်အများကြီးပေါ်လာပြီကောင်းနေတာတော့မှဆေးကိုပုံမှန်မတောက်တဲ့သူတွေရှိနေသေးတယ်ဟိုပြောချင်တာကတော့ ကျွန်တော်တို့ဒီဆေးရဲ့နေထိုင်စားသောက်မှုပုံစံလေးကိုဒါပြင်ဆင်မယ်ဆိုလို့ရှိရင်နောက်ထပ်အဲပစိန်နဲ့ပေါက်เสียမလို့တော့ပေါ့နော်အဲအဲ့ဆီယူမှာဆိုလဲကျွန်တော်တို့ကြီးလိုက်ဆီယူရဲ့နောက်ဆက်တွဲရဲ့အဓိကပြဿနာကဘာလဲဆိုတော့မိုက်ခရိုဗက်စကူလာရဲ့မက်ခရိုဗက်စကူလာဆိုပြီးခွဲတယ်သွေးကြောသေးသေးလေးတွေမှာဖြစ်နိုင်တဲ့ဆူဂျိုးတွေရဲ့သွေးကြောအကြီးကြီးမှာဖြစ်နိုင်တဲ့ဆူဂျိုးတွေရဲ့အဲ့တော့သွေးကြောတွေမှာဖြစ်တဲ့ပြဿနာတွေဖြစ်တဲ့လေဖြတ်တာတွေလည်းသူကလည်းတွဲနိုင်သေးတယ်နောက်တစ်ခုကကြတော့ကျွန်တော်နှလုံး တွေ့ကြချင်းနိုင်တယ်လည်းတွဲနိုင်တယ်ပြီးတော့ကျွန်တော်တို့6လောက်တွေလမ်းလျှောက်တဲ့6လောက်တွေရဲ့တွေ့ကြတွေမှာကျွန်တော်တို့တွေ့ကြပိတ်တာတွေလည်းတွဲနိုင်သေးတယ်ဒါမျိုးတွေအများကြီးရှိတယ်အဲ့ဒါမျိုးကျုံးလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟိုပေါ့နော်ဒီချမ်းသာတဲ့အတွက်ကဘာမှမဟုတ်ပေမဲ့ကျွန်တော်တို့မတက်နိုင်တဲ့သူအတွက်ကကြတော့ဟိုဒီယောဂတွေဖြစ်လာပြီဆိုလို့ရှိရင်စိတ်ုံတက်စိတ်ကကိုတော်တော်လေးကိုများတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဲ ဒီကျွန်တော်နှလုံးသွေးကြောကျင်းသွားပြီဆိုလို့ရှိရင်လည်းနှလုံးသွေးကြောချဲ့တာမျိုးစတန်ထဲတာမျိုးအဲ့ဒါမျိုးတွေအတွက်ကုန်ကြစည်းဒီလည်းပိုးလာအောင်ပဲလေဖြတ်သွားပြီဆိုလို့ရှိရင်လည်းဆေးရုံပေါ်မှာအကြာကြီးနေရမယ်ဆေးရုံတက်စည်းရိတ်တွေကုန်မယ်ပေါ့နော်အဲနောက်ပြီးကြတော့ကျွန်တော်တို့စိုးစုံကတော့ဒီစီကျူရောကလူနာတွေမှာဆိုရင်အကြာကြီးလှဲနေရ ဒီစီဂျိုမထိန်နိုင်လို့ရှိရင်ပေါ့နော်အကြာကြီးလဲနေတဲ့ချိန်မှာကျွန်တော်တို့ပရက်ရှာပြည့်တဲ့နေရာတွေမှာပရက်ရှာဆိုးလို့ခေါ်တဲ့အရာတွေလည်းဖြစ်လာတယ်အနာတွေလည်းဖြစ်လာတယ်ပြီးတော့ကျွန်တော်တို့ခြေချောင်းတွေမှာအပုတ်တာတွေအထိကို ဖြစ်လာနိုင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ diabetic neuropathy လို့ခေါ်တဲ့အဲဒီစီဂျိုကြောင့်ကျွန်တော်တို့သေးပေါင်းခြင်းမထိန်နိုင်တာတွေသေးပေါင်းခြင်းပြုတ်ကျတာတွေပြီးတော့အစာအာအစာသိမ့်မချေနိုင်တော့တာတွေအစာမချေတော့တာတွေဒါမျိုးတွေအထိအောင်ကျော်ဆိုင်တဲ့ပြဿနာတွေပါဖြစ်လာမယ် အခုကကျတော့စီဂျိုစီဂျိုနဲ့ပေတိုးဆိုတာကပြောရမယ်ဆိုလို့ရှင်ကျွန်တော်တို့ရဲ့ကြောက်ကက်ကကျွန်တော်တို့ကြောက်ကက်ကအဓိကရန်သူကြီးနှစ်ပါးပဲကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ဒီစီဂျိုနဲ့သွေးတိုးအကြောင်းပဲလာတာရှိကြောက်တဲ့ကြောက်ကက်ယောဂါကြီးဖြစ်ပြီးတော့မှအဲကြောက်ကက်လဲရတဲ့သူတွေကြောက်ကက်စီးနေရတဲ့သူတွေတိမ်တန်းချီပြီးတော့မှရှိတယ်။ဒါကြောင့်မလို့ဟိုဒီကိုကစီးတောက်မယ်ဒီနေ့စဉ် စာသမှုပုံစံတွေလက်ကျင်ခံတွေဒါမျိုးတွေဒါနည်းနည်းလိုက်လာပေးမယ်ဆိုလို့ရှိရင်ဒီပစိန်နဲ့ထွင်းရမယ်အရာတွေဖြစ်မလာတော့ဘောเนาะကြောက်ကလည်းစီးစရာမလိုတော့ဘူးတခြားစိုးရိမ်တက်ရစရာလည်းမဖြစ်တော့ဘောเนาะအဲကျွန်တော်လူတွေကခတ်တော့ခတ်တယ်အဲဆုံးမခတ်ကြတယ်ဘောเนาะပြောရမယ်ဆိုလို့ရှိရင်တော့ င်ပေါ်အဲကြောင့်မလို့လဲကျွန်တော်တို့တွေခုရီကိုလူဖြစ်ပြီးကြံခဲ့တာပေါ့နော်ဖះရဲအများကြီးပွင့်ခဲ့တာတော့မှဆုံးမခတ်တဲ့လူတွေဆိုတော့လူတွေကပြောရတော့ခတ်တယ်အဲသူကမဖြစ်သေးခင်မှာတော့သူကမသိကြဘူးပေါ့နော်ဒီစီဂျုံနဲ့သွေးတို့ကိုအာလုံးဝအဲစိတ်မတော်လဲရပါတယ်ကွာဆိုရဲအထာရင်းနဲ့လှုပ်ကြတာပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဒီဗီဒီယိုကိုတည်တည်ချာချာလေးကိုအဲ့ဒါလေးတွေပြောချင်တာကြောင့်ရိုက်လိုက်တာဖြစ်ပါတယ် အဲဒါထောက်နေသူတွေလည်းအတီလေးတစ်ခုတော့ရသွားမယ်ထင်ပါတယ်ကျွန်တော်အနေနဲ့အဲဒါကြောင့်မလို့ကိုယ့်ရဲ့အတီတွေအဲပတ်ဝန်းကျင်နေအဲတခြားကိုယ့်ရဲ့ဆွေမျိုးတွေထဲမှာစီတိုတေတိုယောဂတေတိုယောဂရှိတဲ့သူတွေများရှိလို့ရှိရင်ဒီချက်ကလေးတွေကိုတခြားလေးလိုက်နာပေးဖို့လိုတယ်လိုတယ်လို့အဲအကြံပေးတင်ပါတယ်ပေါ့နော်အချက်ကဘာမှမရှိပါဘူးကျွန်တော်တို့ဆေးတောက်မယ်ဆေးကိုတောက်တဲ့ဆွေးနေရာမှာလीအ အချိန်မှတောက်မယ်ပြီးတော့ dose မှတောက်ရမယ်ဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်ရမယ်ပေါ့နော်ဒါပဲလိုက်ညာဖို့လိုတာပြီးတော့ကျွန်တော်နေထိုင်စားသောက်မှုပုံစံကိုဒါသူနဲ့ရှောင်တင်တာလေဆောင်တင်တာတွေကိုဒါလိုက်လို့မယ်ဆိုလို့ရှိရင်ဒီပသိမ့်နဲ့ထွက်ရ sorry ဒီအနေထွက်ရမယ်ဟာကိုပသိမ့်နဲ့ပေါက်ဆရာမလို့တော့ပေါ့နော်ကဲအားလုံးပဲကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးအများကြီးတင်ရှိပါတယ်ကျွန်တော် ဟောကျွန်တော်တို့ထပ်ပြီးတော့မှပြောစီရှင်တာအဲကျမ်းမာရေးအသိပညာအာ share စီရှင်တာ share စီရှင်တဲ့ခေါင်းစဉ်လေးများရှိလို့ရှိရင် comment မှာမှတ်သားပေးလို့ရပါတယ်အဲထပ်ပြီးတော့မှဖြည့်ဆက်ပြီးပြောရှင်တာရှိလို့ရှိရင်လည်း comment မှာမှတ်သားလို့ရပါတယ်